တရုတ်ဖိအားရှိနေပေမဲ့လည်းဆရာနာရှင်အမြင့်ပြတ်ဖို့ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့ PSLF တရားနယ်လေးတွဲပတ်အထွေထွေအတွေ့အမှုနဲ့ပူမူကြီးတပန်လှကပြောဆိုလိုက်ပါတယ်ထက်အောင်တရေပေးပို့ထားပါတယ်ရှင်ယူယူတရားနယ်လေးနဲ့စစ်ကောင်စီတို့ကြားတရုတ်နိုင်ငံကုမင်းမြို့မှာအေဗီလာ28ရက်နေ့ကနေ28ရက်နေ့ထိနေ့ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ တယောက်ကြောင်းဝင်မှုကြောင့်ဖြစ်လာတဲ့အဲဒီဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကနည်းမြေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကလက်မခံခဲ့တာကြောင့်ပြည်လည်မှုမရရှိခဲ့ကြပါဘူး။ဒါကြောင့်ဆွေးနွေးပွဲကိုထပ်ပြီးရွှေ့ဆိုင်းခဲ့ရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဘက်က TNL ထင်းချုပ်ရာမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့ဖြန့်လေးပြတ်လှုပ်ထားတာပါ။ဒါပြင်တရုတ်ဘက်ကလည်းပိတ်ဆို့မှုတွေဆက်လုပ်ထားပါတယ်။အခုလိုမျိုးဖိအားမျိုးစုံရှိနေပေမဲ့ TNL အနေနဲ့ကတော့ ဆ ਿਆ နာရှင်အမြက်ပြက်ဖို့အတွက်ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ TNL ရဲ့အတွဲဘက်ထူးထူးတွင်းမှုနဲ့ဗိုလ်မှူးကြီးတာပန်လာကပြောပါလဲမေလ၄ရက်နေ့ကပြုလုပ်တဲ့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောဆိုခဲ့တာပါဆရာတိစားပါတယ်ဒါကျွန်တော်တို့ဟိုစိုးတော်တော့ကျွန်တော်ရှင်းလင်းပြခဲ့တယ်မျိုးဒီလည်းနေပြန်လည်းမှထူထောင်နေဖို့အတွက်ပြင်ချနေဖို့အတွက်ရှင် ဒါကြောင့်ဒီတပ်ဖွဲ့ကတော့ဆက်လက်ပြီးမှအဆောင်ရွက်သွားရမှာဖြစ်ပါတယ်။အပင်းလေးမင်းမင်းရဘလို့လို့မစ်ပါတော့တို့ရောက်ဖြစ်ပါတယ်။ဒါမဲ့ဒီစားတာတော့ဒီမစစ်ဆက်မပြတ်ကစားရမယ့်ဆက်လက်ဆောင်ရွက်ပါဖို့ရှိပါတယ်။အဆက်လက်ဆက်ဆက်သွားရမယ်။ဒါကိုလို့ဆက်ကတော့ဖက်တဲ့အဲ့ဒီအဘိဓိယစီပြီးတော့ဒီစမတာကျွန်တော်ဆက်လက်နေမှာပဲဒီပြင်္ဂလုံးမရှိနေတဲ့အတိုင်းဒီအနာရှင်ကလေးချုပ်မြင့်တော့ကျွန်တော်ပြဿနာမဲ့ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်တို့တို့ချလုပ်ပါတယ်သူတို့ပါ CNL နဲ့စစ်ကောင်စီတို့ရဲ့ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကနောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်အရှိတဲ့မြို့နယ်တွေကတအောင်တက်မရော CNL တပ်ဖွဲ့ဝင်တွေအားလုံးပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံနယ်မန္တုံမြို့နယ်တွေကိုစုခွာကြဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်စစ်ကောင်စီဘက်ကပြန်တောင်းတဲ့မြို့နယ်တွေပြန်ပေးမပေးဆိုတာကအတူတိုက်ပွဲဝင်ခဲ့တဲ့မဟာမိတ်တွေနဲ့လူရရဲ့အတန်ကိုနားထောင်ရမှာဖြစ်ပြီးလက်ရှိမှာပြန်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ TNL ဘက်ကပြောပါတယ်ဆိုတော့ မဟုတ်ပေးနိုင်မလားဘာပေးပေးနိုင်မလားဘာလဲမျိုးတော့လောဆယ်အဲ့လိုမျိုးမရှိသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဒီကျွန်တော်နဲ့အတူတက်ပွဲဝင်ခဲ့ကြတဲ့မမိတ်တွေရဲ့အတန်လဲဒါကျွန်တော်တို့ဒီထားရမှာဖြစ်တယ်လို့ကျွန်တော်ဒီတက်ပွဲအမြင်အောင်တော့ဒီဒီနေမျိုးကနေမှဒီဆက်နာချင်းချင်းလေးထွက်ခွာသွားအောင်ဘူပေါင်းဆွဲခဲ့ကြတဲ့လူထုတွေရဲ့အတန်လဲဒါကျွန်တော်ဒီကျွန်တော်လေးထားရမှာဖြစ်ပါတယ်နော်အဲကြောင့်လို့ဒီ ဟိုအပေးနိုင်မလားဒီအပေးနိုင်မလားပုံစံမျိုးတော့လောဆယ်မရှိသေးပါဘူးလောဆယ်ဒါကျွန်တော်တို့ကအရက်တိချက်ကတော့ဆိုဆိုကတင်ပြတဲ့အတိုင်းပဲရောက်တဲ့နေရာကနေရက်တခဲမှုတွေရက်လူစုဒီကိုထလာဆိုတော့လောက်နေပေးပါတော့ဆိုတော့အဲ့ဒီသုံးချက်နဲ့ကျွန်တော်တို့ဟိုရက်တိထားပါတယ်လို့ PR တွေနဲ့ပတ်သက်လို့ပြည်တွင်းအခြေအနေတွေနဲ့လူစုတန်ကိုတရုတ်အနေနဲ့အမှန်တိုင်းနားလည်နိုင်ဖို့လိုသလိုနားလည်အောင်လဲလူစုကရောဒေါ်လာအင်အားစုတွေအလုံးကြီးညွညွဆောင်ရွက်နိုင်ဖို့လိုတယ်လို့လဲ TNL ဘက်ကတိုက်တွန်းပါတယ် TNL ဟာရှမ်းမြောင်းနယ်မန္တလေးတိုင်းကမြို့နယ်ပေါင်း12မြို့နယ်ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်ကျွန်တော်ထပ်အောင်ပါ